တရောင်းတော့တော့3ချက်3ချက်ပေါ့2ချက်ခွဲ3ချက်ခေပေါ့ဗျာခံတိုင်းမှာ1500ဇလုံးသမီးတို့4000ယူတယ်လေဒါပေမဲ့ဟင်းနှမျိုးရွေးချယ်ပါခင်ရှိတယ် ချဲ့ရောင်းရောင်းလေးအသားမမျိုးနဲ့ဒါဟင်းပူပူလေးပေါ့ဗျာ၄000နဲ့လည်းမကြည့်ရအောင်ချက်နေလို့တန်းနဲ့ချက်နေလို့တန်းနဲ့စမင်းစားကောင်းလို့ပြန်စားကောင်းတယ်စားတော့ဆိုင်နေနဲ့ဆိုင်မျိုးမျိုးကိုဖွင့်ကြတဲ့အခါမှာဆိုင်ရှင်တိုင်းလိုလိုလောဘရှိကြပါရယ်ကိုအတွက်ဘလောက်ကြံပြီးတော့တထီးဖြစ်တဲ့အထီးဆိုရဲအနာကက်ဖလန်နေနဲ့ဖွင့်ကြပါရယ်ဂျာပေမဲ့ဘူတာယုံလန်လက်မဲ့ယုံရှိကြည်မြနိုင်မျိုးနဲ့ရန်ကုန်မျိုးကဦးလေးကြီးနဲ့အန်ဒီစီဖွင့်ထားတဲ့ထမင်းဆိုင်ကတော့အမြဲရှားမှဖြစ်မယ်ဆိုပြီးတော့ဖွင့်ထားခဲ့တာမဟုတ်ပါဘူးဆိုင်ဖွင့်တာ နှစ်30ကျော်နေပြီဆိုပေမဲ့တထေးစီဖြစ်ပြီးတော့အိမ်တွေကားတွေပိုင်ဆိုင်ပြီးကြီးကြီးတဲ့ချမ်းသာတဲ့အနေထားလည်းမဟုတ်ပါဘူးဒါပေမဲ့ဒီလိုဆိုင်လေးကိုရက်တီနေရတာကိုဆိုင်ရှင်ဇနီးမောင်နှံကတော်တော်လေးကိုပျော်နေတာဖြစ်ပါတယ်အကြောင်းရင်းကတော့သူတို့ဖွင့်ရတဲ့ရည်ရွယ်ချက်ကထိုးတဲ့သူတွေထမင်းနဲ့မှန်စီဖို့ဖြစ်ပါတယ်ထမင်းဆိုင်မှာတစ်ခါပြင်ဆိုရင်3,500ကျပ်ပေးရမှာဖြစ်ပြီးတော့ ဇလုံထမင်းဆိုရင်တော့နှစ်ထောင်ကျပ်သာကျမှာပါဇလုံထမင်းကထမင်းလေးအများကြီးပါသလိုအသားဟင်းနှမျိုးလေးယူနိုင်ပါရင်ချက်သားဝက်သားအမဲသားနဲ့တခြားအသားတွေကိုနှမျိုးယူနိုင်မှာဖြစ်ပါရင်အသားဟင်းနှမျိုးပါတဲ့အပြင်ဟင်းရည်တစ်ခွက်ငပီတောင်နဲ့တူးစရာတွေလည်းဖွဲ့ရအောင်လုပ်ပေးထားပါရင်မနိုင်ခင်လေးနာရနေညာအထီကိုရောင်းချပေးတာဖြစ်ပါရင်ဒါအပြင်မနေ့ဆိုရင်လည်းမိုဟင်းကားထမင်းကြော်နဲ့လက်ဖီတွေရောင်းချပေးပါရင်မိုဟင်းကားဆိုရင်လည်းတပွဲမှ1500သာပေးရတာပါညာ9နာရီအထိထမင်းရောင်းနေရဖြစ် ပြီးတော့မနက်၄နာရီခွဲဆိုင်ဖွင့်ပြီးပုံမှန်လည်းပတ်နေရပါဒီလိုရောင်းချတဲ့အတွက်ဆိုင်ရှင်ဇနီးမောင်နှံမှာအမျက်အများကြီးမရှိပါဘူးအမျက်နည်းနည်းသာရောင်းတာဖြစ်ပြီးတော့လူမများစားစီခြင်းနဲ့စေတနာနဲ့ဖြစ်ပါတယ်ခင်းတွေဆိုလည်းအကျန်နေရောင်းတာမဟုတ်ပဲတနေ့စာကိုတစ်ခါတည်းပူပူလေးချက်ပြီးတော့ရောင်းပေးတာဖြစ်ပါတယ်ဆိုင်စားဖွင့်ကလေးက ။ဦးစင်းနီကိုစွန်ဖုံမန်လောင်နိုင်ရဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဖွင့်တာပါ။အမြတ်အများကြီးမကြံရင်တောင်နေ့စဉ်စွန်လောင်ရရင်ရပြီလို့ဆိုပြီးတော့ဖွင့်တာပါ။စာဖွင့်တော့ကတော့ဦးလေးရတက္ကစီမောင်းတာပါ။အခုချိန်မှာတော့ဆိုင်ရနှစ်30ရှိနေပြီဖြစ်ပြီးတော့ဆိုင်အကြီးကြီးဖွင့်နိုင်ပြီဖြစ်ပါရင်ဆိုင်ရှိဦးလေးရတော့လူဆိုရာစေတနာထားပြီးတော့ရောင်းမှသာကံကောင်းမယ်ဆိုပြီးတော့ကံအကျိုးပေးလိမ့်မယ်လို့ယုံကြည်ထားတာလည်းဖြစ်ပါရဲ့ တကယ်လည်းပဲဦးလေးကြီးရဲ့စေတနာကတော်တော်လေးကိုရောင်ပြန်ဟန်နေတာဖြစ်ပါတယ်။စောက်ဖွင့်တော့ကဆိုင်လေးကလမ်းဘေးမှာတည်တည်လေးသာဖွင့်ခဲ့တာပါ။ဒါပေမဲ့စေတနာမှန်တဲ့အတွက်ဆိုင်အကြီးကြီးဒီဇိုင်းကိုစငါပြီးတော့ဖွင့်နိုင်တာဖြစ်ပါတယ်။ဆိုင်ရှင်ဦးလေးကြီးရဲ့ရည်ပဲချက်ကသူချက်ထားတာကိုတစ်ဖက်က စားကောင်းတယ်လို့ပြောလိုက်တာနဲ့ရောင်းရတာကိုချိန်နဲ့နေပြီလို့ဖွင့်ဟထားပါတယ်။ဒါကြောင့်မို့လို့ ဟင်းတွေကိုနှစ်ရက်စာလောက်ချက်ထားပြီးတော့ရောင်းတာမျိုးမလုပ်ပဲအပင်ပန်းခံပြီးတော့တစ်ရက်စာတစ်ရက်သာချက်ပြုတ်တာဖြစ်ပါတယ်။အိမ်မှာစားသလိုပုံစံနဲ့ရောင်းချတာမို့ဦးလေးတို့ရဲ့ဆိုင်ရာရောင်းအားတက်နေရတာပါ။တတိဖြစ်ဖို့အတွက်အမျက်ကြီးစားတဲ့အတွေးဆိုတဲ့ဦးလေးကြီးတို့မှလုံးဝအဲ့လိုအတွေးမရှိပါဘူး။အမျက်မရှိဆိုတာထက်စားကောင်းလိုက်တာဆိုတဲ့ပီတိကိုစားပြီးတော့အားဖြစ်နေရတာလည်းဖြစ်ပါတယ်။အန်တီတို့ကဆိုင်ဖွင့်လာတာနဲ့30ရှိပြီဖြစ်ပြီးတော့ အလုသမားတွေကိုအားကိုးပြီးတော့ချက်ခိုင်းတာလည်းမရှိဘူးတချို့ဆိုရင်အလုသမားတွေကိုသာအားကိုးပြီးတော့ချက်ခိုင်းတာမျိုးရှိတယ်။ဦးလေးနဲ့အန်တီတို့ကတော့သူတို့ဆိုင်ရဲ့ဟင်းလက်ရာတွေစာဆင်းသွားတာမျိုးနဲ့စာမကောင်းဖြစ်မှာကိုစိုးရင်လို့မချက်ခိုင်းပါဘူး။ဟင်းတူတာဆိုလဲမုံနေအတွက်ကိုရိုင်းသာအပင်ပန်းခံပြီးတော့ချက်ပြုတ်ပေးတာဖြစ်ပါရင်ပရိသတ်တို့ရောဈေးတန်တဲ့ဘူတာနာအဆိုင်မှာဝယ်စားမှုကြလားဆိုတာကောမန်လေးထဲမှာပြောပြပေးပါဦး။အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများရှိတင်ပါတယ်ရှင်။